အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော် update 20ကို ပြန်လည်မျှဝေသွားမှာဖြစ်ပါတယ် update 20ပါနော်ရှေးကားဗီဒီယိုမှာထိတ်စီးအလဲ20ကိုတင်ပြထားပြီးပြီဖြစ်ပါတယ်ပေါ့နော်ဒီနေ့ကတော့ကျွန်တော် update နှလုံးကို အတူတူလေ့လာကြည့်အောင်လားခင်ဗျာကျွန်တော်နံပါတ်1ကနေစပြမယ်ပေါ့နော်နံပါတ်1ဒီတုံမြ6ခွန်ရှေးရှောက်3ကနေခွန်3တုံမြ1တုံမြ6ရှာပြတော့တဲ့တပိတ်ကိုလေ့လာကြည့်အောင်ပေါ့နော် အဲ့ဒီဒုံမြနဲ့ကိုပေါင်းရှင်းကကိုလေးနဲ့ချိန်ဟာရှင်းရှင်းနဲ့ခွန်ပေါင်းရှင်း55ရာတွေပေါ့နော်ဒီအနောက်က9တလီ9ဆိုတဲ့အတွက်ဒီ95ပေါင်းရှင်း30ကိုတလုံးကျန်နေပေါ့နော်အဲ့ဒီကိုကိုကျွန်တော်တို့ကနောက်ထပ်အနေနဲ့6နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ကိုရှားပေါင်းတော့55ဖြစ်ပါတယ်ဒါကြောင့်မို့ကိုငါအပိတ်ရာတွေပေါ့နော်နောက်ထပ်တစ်ပြန်မှာကနှစ်ဒုံညာကိုဖြစ်ပါတယ်ဒါကြောင့်မို့ ကိုယ်တလုံးအပိတ်ချပြီးသွားတာဖြစ်ပါတယ်ခင်ဗျာ Okay ဒီနေ့အတိုင်းပဲကျွန်တော်တို့ဒီနေ့တော်များကိုယ်တပင်ကနေခွန်ခွန်ကိုကိုယ်အပိတ်ချပြီးသွားတဲ့တပင်ကိုထပ်ပြီးတော့လေ့လာကြအောင်လားခင်ဗျာနံပါတ်2ပါနော်ဒီခုနှစ်ကနှစ်ကြိမ်14လေးနဲ့ဒီ3နှစ်ကခွန်ရတယ်ပေါ့နော်ဒီ6နှစ်ကြိမ်ပေါင်းရှင်းသည်7နှစ်ဖြစ်ပါတယ်6 5လီက30ခွန်ရက်2ရက်ထပ်ပေါင်းတော့900ရာတွေအတွက် ကိုငါအပိတ်ပဲထပ်ပြီးရတယ်ဗောနော်ကိုငါအပိတ်မှာခွန်ခွန်ကိုဖြစ်ပါတယ်ဒါကြောင့်မို့ကိုဒီလုံးအပိတ်ဖြစ်ပါတယ်ခင်ဗျာကိုအပိတ်ခွန်ခွန်ကိုဗောနော်โอเคနောက်ထပ်နံပါတ်3ကိုလည်းထပ်ပြီးတော့အတူတူလေ့လာကြည့်အောင်လားခင်ဗျာနံပါတ်3ဒီခွန်ခွန်ကိုတပင်ကနေခွန်3မြ3မြချပြီးသွားတဲ့တပင်ကိုလေ့လာကြည့်အောင်ဗောနော်ဒီရှင်းတဲ့ချိန်ပေါင်းရှင်း76 9နာကျန်ရှိ8နာ6ပေါင်းတာ14ဖြစ်ပါတယ်8 940ဆိုတဲ့အတွက်ကြောင့်မို့6နာ4ပေါင်းချင်း30ရတာဖြစ်ပါတယ်ဒုံများကိုလည်း6နာထပ်ပေါင်းတော့ဒုံများ6အပိတ်ဖြစ်ပါတယ်ခွန်ခွန်ကိုပြီးတော့ခွန်ဒုံများဒုံများဖြစ်ပါတယ်ခင်ဗျာခွန်ဒုံများဒုံညာဆိုတဲ့အတွက်ဒုံများအပိတ်ဖြစ်ပါတယ်တုံညာအပိတ်ခွန်တုံညာတုံညာဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်နံပါတ်၄ပေါ့နော်ဒီခွန်၃များ၃များတပင်ကနေ၃ခွန်ခွန်ချပေးတော်တဲ့ပင်ကိုထပ်ပြီးလေ့လာကြအောင်ဒီ၅၃တီက15နိနိနဲ့ဒီလေးနဲ့ပေါင်းတာက6ဒီလေး9လီဒီ20 9နဲ့6နဲ့ထပ်ပေါင်းတော့17ရာတယ်ပေါ့နော်အဲ့ဒီတစ်ကို6နဲ့ပေါင်းတော့ခွန်တစ်ခွန်အပိတ်ရာတာဖြစ်ပါတယ်ချပေးတော်တာက300ဆိုတဲ့အတွက်ကြောင့်မို့ခုနှစ်အပိတ်ဖြစ်ပါတယ်ခင်ဗျာ တခွန်တဲ့ကခုနှစ်အပိတ်300 Okay နောက်ထပ်နံပါတ်5ပါနော်300တပင်5နိရှေကိုလေးလေးအပိတ်ရှားပြီးသားတပင်ကိုထပ်ပြီးတူတူ ပေါင်းကြည့်မယ်ပါနော်ရှင်းတဲ့ချိန်16ကိုလေးနဲ့ပေါင်းရင်20နိနိကိုဒီ6နဲ့ပေါင်းတာက6နိ9လီက30တုံများနဲ့ရှင်းနဲ့ပေါင်းတော့ပေါင်းရှင်းရှိရတာဖြစ်ပါတယ်ရှေကိုလေး6နဲ့ထပ်ပေါင်းတော့14 ရှစ်လေးအပိတ်နှလုံးထဲက၈ကိုလေးဖြစ်ပါတယ်။လေးအပိတ်ချပေးသွားတယ်ပေါ့နော်။ရှစ်ကတော့အထီးစီးနေရာဖြစ်ပါတယ်။လေးအပိတ်၈ကိုလေး။ Okay နံပါတ်6ကိုထပ်ပြီးလေ့လာကြအောင်လားခင်ဗျာ။နံပါတ်6ကဒီ၈နှစ်ချိန်16ကိုတင်နေပေါင်းရင်ဆက်ခွန်ခွန်ပေးရမယ်ဒီ၃နှစ်ချိန်6ရှောင်းနှန်း9ပေါင်း81 9တလီ9ဆိုတဲ့အတွက် ခွန်နဲ့၅ပေါင်ရှင်စနစ်နှစ်ကိုတင်းနဲ့ပေါင်းတာ3ဆိုတဲ့အတွက်3ကိုလည်း6နဲ့ထပ်ပေါင်းတော့9 3ကိုအပိတ်ရတယ်ပေါ့နော်5 63ဖြစ်ပါတယ်6ကိုလဲပြီးတော့563 3, 3အပိတ်ဖြစ်ပါတယ်ခင်ဗျာ3ကိုထဲက3အပိတ်563ဖြစ်ပါတယ်โอเคနံပါတ်9ကိုထပ်ပြီးလေ့လာကြအောင်ဒီ9နှစ်ချင်း74 4နဲ့5နှစ်ပေါင်းတာ နှစ်ချိန်ပေါင်းရှင်းသည်လေလေးနဲ့ဒီ9နဲ့ပေါင်းတာ73ပေါ့နော်ခွန်9လီက35ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ3နဲ့5ပေါင်းတာ8 8နဲ့9ပေါင်းရှင်းသည်70ဆိုတဲ့အတွက်ခွန်ကိုလည်း6နဲ့ပေါင်းတာ73ခွန်3အပိတ်ထဲက68ခွန်ဖြစ်ပါတယ်ဒါကြောင့်မို့ခုနှစ်အပိတ်ချပေးသွားတာဖြစ်ပါတယ်ခင်ဗျာခုနှစ်အပိတ်68ခွန်ဖြစ်ပါတယ်โอเคကျွန်တော်နံပါတ်8ကိုလည်း ထပ်ပြီးတော့အတူတူလေ့လာကြအောင်လားခင်ဗျာဒီ68ခွန်တပင်ကနေနိနိခွန်တပင်ကိုပေါ့နော်63ဒီက78 6နာကျင်း72ကိုခွန်နဲ့ပေါင်းတာ79ကိုပဲရည်တယ်9တုံများလီတုံညာဆိုတဲ့အတွက်ရှင်နဲ့ကိုပေါင်းရှင်ဆက်ခွန်ဆိုတဲ့အတွက်အဲ့ဒီမှာလေခွန်3အပိတ်ဆိုပြီးထက်ရတယ်ပေါ့နော်နောက်ထပ်တပင်မှာကနိနိခွန်ဖြစ်ပါတယ်ခွန်နဲ့အပိတ်ဖြစ်ပါတယ်ခင်ဗျာခွန်3ထဲက9အပိတ်နိနိခွန်ဖြစ်ပါတယ် โอเคနောက်ထပ်နံပါတ်9နံပါတ်9ကဒီနှစ်နှစ်ကြိမ်ပေါင်းခြင်းလေးကို6နဲ့ပေါင်းရင်30 5နှစ်ကြိမ်30နှစ်နဲ့ပေါင်းခြင်းနှစ်4 5လေးက20 3ရာနဲ့နှစ်နဲ့ပေါင်းတော့ပေါင်းခြင်းနှစ်ရာတွေပေါ့နော်နှစ်ကို6နဲ့ပေါင်းတာ8နှစ်8အပိတ်နှလုံးရာတွေပေါ့နော်နောက်ထပ်ဒီပြင်မှာက3 8 6ပေးသွားတာဖြစ်ပါတယ်နှစ်8ထက်က8တလုံးအပိတ်ဖြစ်ပါတယ်ခင်ဗျာ ရှေ့အပိတ်3ရှိရှိ Okay နံပါတ်10ကိုထပ်ပြီးတော့အတူတူလေ့လာကြအောင်လားခင်ဗျာနံပါတ်10ဒီ3ရှိရှိတဲ့ပင်ကနေ33များကုတပင်ကိုပေါ့နော်လေးလေးနဲ့တေပောင်းရှင်းဒီ5တက်က3ချိန်ဖြစ်တဲ့အတွက်3 95လီက35ဆိုတဲ့အတွက်9နဲ့9ပေါင်းရှင်း30 73ရမယ်ပေါ့နော်3ကိုလည်း6နဲ့ပေါင်းတော့ 39အပိတ်ဆိုပြီးရတယ်ဗောနော်339ရှာပေးသွားတာဖြစ်ပါတယ်339ဆိုရဲ့အတွက်9အပိတ်ဖြစ်ပါတယ်39ထဲက9အပိတ်339 Okay နံပါတ်7 30ချိန်အတွက်ကျွန်တော်အတူတူ ထပ်ပြီးတော့လေ့လာကြည့်အောင်လားခင်ဗျာဒီနေ့တိုင်းထပ်ပြီးတော့ခြားပေးသွားခင်မယ်ဆိုရင်ပေါ့နော်နေ့နဲ့ချိန်လေး၄နဲ့5ပေါင်းချင်း9 3နဲ့ချိန်6ကိုနေ့နဲ့ပေါင်းတာရှင်း 55လီတီ20နဲ့5ဆိုတဲ့အတွက်98ကဆက်ခွန်ခွန်နဲ့5ပေါင်း8နှစ်ရတဲ့အတွက်ကြောင့်မို့နှစ်ကို6နဲ့ပေါင်းတော့8နှစ်8အပိတ်ဆိုပြီး20အရာနှစ်8ရနေတယ်ပေါ့နော်နှစ်8အပိတ်ဖြစ်ပါတယ်ဒီနှစ်တုံများကိုပေါ့နော်ကိုအပိတ်ခွန်ခွန်ကိုအပိတ်ခွန်တုံများတုံညာခုနှစ်အပိတ်၃ခွန်ခွန်လေးအပိတ်၈ကိုလေး၃အပိတ်၅၆၃ခုနှစ်အပိတ်၆၈ခွန် ရှင်းရှင်းအိုးအပိတ်တုံးတော်များကိုဒီမှာတော့နှစ်ရှစ်အပိတ်ရနေတာဖြစ်ပါတယ်။ကျွန်တော်ဒီအပိတ်လေးလုံးတွေ့တဲ့နီး၆တော့တော်များ၆တော့တုံးကို၅၆တော့များ၃ပါနေပေါ့နော်။လေ၅၉၈တတိ၆၆၉တော့များ၅၉၃၊ပြီးရင်၅တော့များလေး၅တော့များ၃၃၃၆တော့များလေးတိ၈၆ခုပေါ့နော်။ဒါအပိတ်လေးလုံးယူတဲ့နီးဖြစ်ပါတယ်။၆တော့များ၆၆၆နှစ်၆၆၅၉၆နှစ် ုံများလေးလေးမှာလေးအပိနင်းနေတဲ့မှာတေအပိသုံးအပိရှင်းလေးတော့မြစ်တုံများကိုခွန်ခွန်ကိုခွန်တုံများတုံများသုံးခွန်ခွန်ရှိကိုလေး963ရှောက်ရှိခွန်နင်းနစ်ခွန်388 3တုံများကိုဒီမှာတော့ကျွန်တော်တွင်နေအရာဒီတင်း9ရှောက်ခွန်အပိစုပြီးရတယ်ဗောနော်ခုနကအပိနှလုံးမှာကြတော့နှစ်ရှိဖြစ်နေတဲ့အတွက်ပုံတူကနဲမပါနေဘူးဗောနော်ဒါကြောင့်မို့ဒီ20နှစ်မျိုးထက်ကမိမိတို့ကျင်းနေတဲ့နေ့ကိုပဲ ယူလို့ရတယ်ပေါ့နော်။ Okay ။ဒါကကျွန်တော်တို့တနည်းအရာမရှင်းများလေ့လာလို့ရအောင်ရည်ရွယ်ပြီးတော့အသင်ပြပေးရှင်းတာဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့အမိတ်ဆွေဒီတို့ရောက်ရှင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုမှာထပ်မံဆုံတွေ့ကြအောင်လားခင်ဗျာ။